အားလုံးပဲမင်္ဂလာပါအဲ weekend ကိုရောက်လာပြန်ပြီပေါ့နော်ဒီတစ်ပတ်အဲမတော့ AI curious ကနေပြီးတော့ Google ကအဲ Google Gemini က Canvas ကိုစမ်းသုံးကြည့်မယ်ဒါတော့တခါမှမသုံးဘူးပေါ့နော်ဆိုတော့အခုအဲ့ဒါကိုစမ်းသုံးကြည့်မယ်အဲ Google Canvas ကဘယ်အနေရှာလို့ရလဲဆိုလို့ရှင် chat ကိုသွားပြီးတော့ဒီ tools ကို option ကိုသွားပြီးလို့ရှင်ရင် canvas option ကိုရွေးပေါ့အဲ့တော့ဒီ Google Gemini ဟိုရိုးရိုး chat နဲ့ canvas နဲ့ကဘာကွာလဲဆိုပြီးတော့ဟိုမေးစရာအကြောင်းရှိတယ်ပေါ့နော်ဆိုတော့တာမန်ရိုးရိုး chat တွေက တို့လုတ်ပေးတဲ့အဓိကကဟိုမေကွန်အဲ့လိုကိုမြန်မြန်ဆန်ဆန်တီးခြင်းနဲ့မေကွန်ရှိလို့ရှိရင်မေးတာမျိုးမြန်မြန်ဖြေပေးတယ်ဟိုအချက်အလက်တွေရှာဖွေပေးတယ်ဒါမှမဟုတ်ရှင်စာဟို document အရှိယူ summary လုတ်ပြီးတော့မေးဖြေပုံစံမျိုးမေးတယ်အဓိကဟိုပါပေါ့ဟို back and forth ကိုကမေးတဲ့ဟာကိုသူကဖြေတယ်ပြီးလို့ရှိရင်သူကပြန်ပြီးတော့ဒီ follow up question နဲ့ဒါနဲ့ပတ်သက်ပြီးဖြေတင်တာရှိသေးတယ်ဒီကိုသူဖြေထားတဲ့နေရာနေပြီးတော့ဒီ topic ကိုသူ expand လုပ်ပြီးတော့ အဲပြန်ပြေးစီခြင်းလားအဲ့လိုမျိုးသူကပြန်ပြန်မေးတာပေါ့နော်လူလူတယောက်နဲ့တယောက်လူစကားပြောနေတယ်လို့မျိုးသူကပြန်ပြေးပေးတယ်ဟို Gemini canvas ကကြာတော့သူကပို့ပြီးတော့အဲအဲ့လိုပြောရမလဲဟို document တွေရေးတဲ့ဟာတွေဒါမှမဟုတ်လို့ရှင် software develop လုပ်ခြင်းတဲ့ဟာတွေပြောရလို့ရှင် project တစ်ခုခုကိုကိုကစလုပ်တော့မယ်ဆိုလို့ရှင်သူကအဲကုလုပ်ပေးတဲ့ပုံစံမျိုးပေါ့ဆိုတော့ပို့ပြီးတော့အဲ professional ပို့စံတယ်လို့ပြောရမလားအဲ့လိုမျိုးပေါ့နော်ဟို project development တွေမှာအသုံးညင်လို့ရှင်ပို့အသုံးဝင်မှာပေါ့ okay ဆိုတော့အခု အဒီ Google Canvas ကို game develop အလုပ်ဖို့အတွက်အအသုံးပြုမယ် game game develop လုပ်ဖို့အတွက်အသုံးပြုမယ်ဆိုတော့ဒီတစ်ပတ်လုံးအာအလုပ်တရားရှုံနေတော့ခေါင်းကတော်တော်ပြင်းပန်းနေအုံနှောက်မသုံးချင်တော့ဘူးဆိုတော့သူ့ကိုပဲဒီ game idea ကိုတချို့ suggest လုပ်ပြဖို့မေးမယ်ပေါ့နော်ဆိုတော့ give me some game ideas that i can share with others နော်ဟုတ်ငယ်သူစဉ်းစားနေပြီအာသူကဒီအဖြေကို သူ့ရဲ့အဖြေကိုဒီ chat box မှာတခါတယ်ပြောတာမျိုးမဟုတ်ဘဲနဲ့သူကဒီဟို project development အတွက်သူတို့ကဒီ canvas ကအာ focus လုပ်ပြီးလုပ်တာဆိုတော့ဘေးမှာသူကတခါတယ်ဒီဒီသူပေးတဲ့ idea တွေကို download ချလို့ရအောင်လို့ document type နဲ့ဟိုတသက်ဒီဟို window ကိုသူ pop up လုပ်ပြီးတော့ပြတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ create ဆိုတော့သူဒီဖြည့်ထားတဲ့အဲ idea တွေတွေကနေပြီးတော့ကိုက base လုပ်ချင်တယ်အဲ ဒီအတုံးတူတူပေးထားတဲ့ idea အတုံးပြပြီးတော့ကိုက software develop လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ create ဆိုတဲ့ဟာနေပြီးတော့သူကဟာလုပ်လို့ရတယ်ပေါ့နော်ဟို web page လုပ်ချင်တာလားဒါမှမဟုတ် infographic um သူပေးထားတဲ့ data အသုံးပြုပြီးတော့ graph တွေ pie chart တွေအဲ့လို visualize လုပ်ချင်လို့ရှင်လည်းလုပ်လို့ရရအောင်ရုပ်လို့ရတယ် quiz ဆိုတော့ maybe survey လို့ပုံစံမျိုးသူပေးတဲ့ data ပေါ်မှာအခြေခံပြီးတော့ survey လို့ပုံစံမျိုး လုပ်လာမျိုးလည်းလုပ်လို့ရမယ် audio overview overview ကတော့ normal ချက်မှလည်းရှိပါတယ် normal ချက်တော့ဟိုအဲ့ဒီဟိုပါလဲ deep research လုပ်တဲ့ mode မှာလည်းသုံးလို့ရတယ်သူပေးတဲ့ဟာကို audio overview ဆိုလို့ရှိရင်သူအတန်နဲ့ဒီဟိုဟာသူသူသူဖြည့်ထားတဲ့အဖြေကိုဟိုအဓိက main point လေးတွေကိုပဲပြောတာမျိုးသူအတန် find ထုတ်ပေးတာပေါ့နော်အဲဆိုတော့အခုအဲ့ဒါမလုပ်သေးဘူးအရင်ဖတ်ကြည့်အောင်သူဘာပြောထားလဲ storytelling အာတကယ်ချင်းအနေနဲ့ share လို့ရတဲ့ idea တွေသူပြောထားတယ် collaborative storytelling ကတော့ပြင်းစရာကြီးပါနော်အဲ guess the sketch visionary style okay ပုံစွဲပြီးတော့ တငယ်ချင်းတွေကအာကိုကဘာပုံဆွဲနေလဲဘာကိုပြောချင်းနေရလဲဆိုတော့ gas လောက်ရတယ် okay check box games ခမ်းမကြဘူးအဲ true truth and a lie no ဒီကစားပြင်းစရာကြီးเนาะဆိုတော့ uh what about um two player pong game ဟိုလိုမျိုးဟို text text based game ထက်နည်းနည်းလေး action action ဆိုတာလေဟာ graphic ပါတဲ့ game လေးဆိုရင်ပိုကောင်းမှာပေါ့ဆိုတော့ဒီဟာ two player phone game ဆိုရင်ဘယ်လိုထင်လဲလို့နေကြည့်အောင် Okay fantastic idea yeah okay um ဆိုတော့အခုသူဒီ game အတွက် HTML code တစ်ခါလေးရေးပေးလာရေးပေးထားတယ် ပြီးတော့ဒီ game မှာသုံးမဲ့ဟိုဟာကိုလည်း game function အတွက် script ကိုလည်းတခါလေသွား one page မှာပဲ html ကိုဒီဟိုဟာအဲ game sort of function javascript ကိုသူထည့်ပြီးတော့ဟိုဟာဖြစ်ထားတယ်ပေါ့နော်တခါလေ one page မှာပဲသူရေးထားတယ်ဆိုတော့ဘယ်လောက်ကြာလိုက်လဲသူဒီဟာကို generate လုပ်တဲ့ဟာ maybe ဟိုဟာ30စက္ကန့်လောက်ပဲကြာမှန်းနေတူတယ်ဆိုတော့ code သူတခါလေထုတ်ပေးတယ်အခု preview ကိုသွားကြည့်အောင် okay review อ่ะ Control số lâu phù cho bà mà lại mà bà là nó con số lâu bị play đây hả cả hả mà biểu tháo rồi tay mà hậu tiền tu thật ý mẹ Okay, came control review lâu này ြန်ပြင်နေရဲ့ကုတ်ကိုသူက player တွေအတွက် keyboard အ controls ကရှိပြီသားတဲ့ဒါပေမဲ့ on screen မှာသူ button မထည့်လိုက်တာပေါ့နော်ပြီးတော့ touch screen touch devices တွေ့တယ်ထည့်တယ် okay ဆိုတော့ဘလိုလုပ်လိုက်လဲကြည့်အောင်ဟမ်ဘာမှလည်းမရှိပါလားစင်မပြေစင်မပြေပြန်မေးမယ် at a bar on each side, each side where players can control to move to the ball. No, okay. သူ pedal ကိုသူထည့်လိုက်ပြီတဲ့ pedal ကိုထည့်လိုက်ပြီဆိုပြီးတော့ pedal လည်းမမြင်အောင်โอเคအခုသူ့ကိုပြန်ပြင်ဖို့ပြောပြီးတဲ့အခါမှာအာဒီမှာသူဒီ game ကိုသူပြန်ပြင်ပြီးတော့နောက်ဆုံးဒီလိုဒီလိုပုံစံထွက်လာတယ်ပေါ့နော်အခုနောက်ထပ်ဆက်လို့ရှိရင်အများကြီးတာတယ်အဲဆိုတော့အခုစမ်းပြီးတော့စောကြအောင်စမ်းပြီးစောကြအောင်ဆိုတော့ဟိုကတယောက်ထဲနဲ့ player နှစ်ယောက်စောတယ်လို့ဆိုရမှာဆိုတော့ဒီညာဘက်ကတော့ up and down window နဲ့သွားတာဩโอเค ဘယ်ဘက်က display again အော်ဘယ်ဘက်ကဘယ်ဘက်က w နဲ့ s နဲ့โอเคဒါကတော့ဟိုဟာကွန်ပျူတာတစ်လုံးထဲမှာနှစ်ယောက်တစ်ပြိုင်တည်းဆော့မှာအဲဆော့ကွန်ပျူတာတစ်လုံးထဲမှာ player နှစ်ယောက် အာဘယ်တပြန်လဲဆွလို့ရတဲ့ပုံစံမျိုးပေါ့။ဩအွန်လိုင်းကနေပြီးတော့ share လို့ရတဲ့ဟာတော့မပါသေးဘူး။အဲခုဒီဟာကို okay ဒီဒီကို create လုပ်ထားတဲ့ game ကို share ချင်လို့ရှင်လည်း share လို့ရတယ်ဒီမှာ share တဲ့ button ကိုနှိပ်ပြီးတော့ဘလို share လို့ရမလဲကြည့်ကြည့်အောင်။ Okay သူတို့မှာ copy contents option ပါတယ်။ ဆိုတော့ဒီသူဖြည့်ထားတဲ့အဖြေဒီ code တွေကို copy လုပ်ပြီးတော့ကိုအဲကိုဘာသာကိုပြန်ပြီး improve လုပ်ချင်တယ်အဲကို computer မှာရှိတဲ့ဒါပေမဲ့ visual code တို့ visual studio တို့လိုမျိုး software develop လုပ်တဲ့အာမှာ IDE တွေမှာထည့်ပြီးတော့တုံးကျင်လို့ရှိရင်လည်းတုံးလို့ရရတယ်ပေါ့နော်အခုဒီ share တဲ့ option ကိုပဲရွေးမယ်ဆိုတော့ဒီဟာကို LinkedIn မှာလည်း share လို့ရတယ် Facebook မှာလည်း share လို့ရတယ် Twitter not Twitter X မှာလည်း share လို့ရတယ် Reddit မှာလည်း share လို့ရတယ်ဆိုတော့ Facebook မှာ share ပြီးတော့ဟိုကို ကိုယ့်ရဲ့ game idea တွေကိုစမ်းသုံးကြည့်စင်လို့ရှင်လေ Facebook မှာ share လို့ရတယ်ဗောနော်အခု Facebook မှာတော့မ share သေးဘူးဒီ link ကိုပဲ copy လုပ်ပြီးတော့ဟို private window တစ်ခုဖွင့်ထားတာရှိတဲ့ဟာမှာအဲထည့်ကြည့်ပြီးတော့သုံးကြည့်အောင် game ကလုံးတင်ဖြစ်သွားပါပြီဆိုတော့ okay ဆိုတော့ဟိုဟာ link ကိုပဲ copy paste လုပ်လိုက်တာ ਨੇ ဒီ game ကိုမြင်ရတယ် uh, first to 5 points win ပထမဆုံး um ပထမဆုံး၅ချိန်နိုင်တဲ့လူကဝင်တာပေါ့ဆိုတော့ဆိုကြအောင် ဘယ်လောက်ကြာကြာခံမလဲလို့โอเคอืม player 2 wins เอ่อสรดีฮาတော့ဒါကဟိုကွန်ပျူတာတစ်လုံးထဲမှာပဲတကယ်ချင်းနှစ်ယောက်တူတူဆော့တဲ့ပုံစံမျိုးဆော့လို့ရတယ်အဲဒါကရိုးရိုးတကယ်ဟို basic game idea ပေါ့เนาะဟိုဒီ canvas ကိုအသုံးပြုပြီးတော့တခြား အရန်ဟိုဟာဖြစ်တဲ့ advance ဖြစ်တဲ့ game တွေကိုလည်းဒီလိုမျိုးဒီ Google Gemini ကိုအသုံးပြုပြီးတော့ဟို brainstorming လုပ်ပြီးတော့ဟို create လုပ်လို့ရတယ်ပေါ့အခုအဲ့ဒီတော့ဒီဟာကဟိုတယောက်နဲ့တယောက်လူအချင်းချင်းပဲတကယ်ချင်းအချင်းချင်းပဲဒီ computer တစ်လုံးထဲမှာဆိုးလို့ရတဲ့ option ဖြစ်နေတဲ့ခါကျတော့အဲလိုကိုယ်တယောက်တည်းပဲဖြစ်နေမယ်ပြင်းတယ်အဲ computer နဲ့ဆိုးလို့ရတဲ့ option အဲထည့်ကြည့်မယ်ပေါ့နော်အခုသူကိုမေးမယ် can you add an option so that yeah gonna play by stuff um stuff what โอเคတို့ခု single player mode ကိုပြန်ပြီးတော့အထပ်ပြီးတော့ထည့်နေရတယ်ပေါ့နော်ဒီ game ကို player versus computer mode ကိုထပ်ထည့်မယ်တဲ့ပြီးွားလို့ရှင်ဒီ player ကို choose လုပ်ခိုင်းမယ်ပေါ့နော်အဲဘယ် two players ဆော့ကျင်လာလား player versus computer ဆော့ကျင်လာလားဆိုပြီး okay သူ update လုပ်ပြီးသွားပြီ let's choose player versus cpu ဟောညာဘက်က computer okay ဟာ huh? โอเคคอมพิวเตอร์နိုင်သွားပါတယ်အမ်ဆိုတော့ ဒီဟာတော်တော်ဟိုအသုံးဝင်နိုင်တဲ့ဟို feature လေးပေါ့နော် canvas က um ဒီ game မှာဆိုလို့ရှိရင်တခြားဟိုထပ်ပြီးတော့ feature တွေထည့်ခြင်းထည့်လို့ရတယ်ဟို um difficulty level လိုမျိုးအလွယ်ဆုံးတဲ့အလွယ်ဆုံး level um အခက်ဆုံး level အလိုမျိုး level တွေထည့်လို့ရတယ်ပြောရလို့ရှိရင် online မှာဒါပါတော့ website မှာပဲဖြစ်ဖြစ် host လို့ပြီးတော့ multiplayer လို့ပုံစံမျိုး functionality တွေထပ်ထည့်ခြင်းလည်းထည့်လို့ရတယ်ပေါ့နော်ဟိုလုပ်လို့ရတာတွေကတော့အဆုံးပါပဲဒါပေမဲ့ဒီနေ့တော့ကတော့ AI curious ကနေဒီလောက်ထိပဲစမ်းပြီးတော့အသုံးချမိမယ်ပေါ့နော် um yeah curious follower တွေလည်းအာကိုကကိုစမ်းသုံးကြည့်ကျင်နေဆိုလို့ရှင် Google Gemini Canvas မှာ ကိုလိုချင်တဲ့ကိုကိုမှာရှိတဲ့ idea လေးတွေသူ့ကိုပြောပြီးကိုလိုချင်တဲ့ app ပုံစံမျိုးပြောပြီးတို့ထုတ်ခိုင်းလို့ရတယ်ပေါ့နော်ပြီးသွားလို့ရှင်ဟို mobile app လို့ပုံစံမျိုးလုပ်ပြီးတော့ um ဟို mobile app လို့ပုံစံမျိုးလုပ်ပြီးတော့ app လေးတွေဟိုထုတ်ပြီးတော့ရောင်းတာမျိုးတွေပါလေအသုံးပြုလို့ရတယ်ပေါ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲအမ်ဟုတ်ပါပဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေ အမ်နောက်ဘက်ဒီမှာလည်းဒီလိုမျိုးစိတ်ဝင်စားတဲ့စိတ်ဝင်စားစရာကောင်းတဲ့အော်ဗီဒီယိုလေးတွေကိုကြိုးစားပြီးတော့တင်ပေးသွားမှာပဲဆိုတော့ AI Curious Page ကို like and follow လေးလုပ်ထားကြပါအောင်လို့